2015တုန်းကကိုကြီးမျိုးကျော်နဲ့သူတိစိအဘန်တော့ကိုကြီးလုတ်ပေးတဲ့ချိန်တုန်းက happy ending လို့ဆိုလို့ပဲအเจ้าမျိုးမျိုးကြောင့်ပေါ့နော်ဟိုတချင်းနေရာကြီးထဲမှာ14ပုတ်လောက်ဖြစ်သွားတယ်ဆိုတော့မထဲဖြစ်လိုက်ပြီးတော့ဥထားတာဥထားပြီးတော့တကယ်ကိုမင်္ဂလာပွဲကြမဟုတ်မှာပဲနော်တကယ်ရေဆက်ပေါ့နော်ကိုကြီးသားကြီးရဲ့တိတချင်းလေးနဲ့ပေါ့သိဆဲလို့ထားတဲ့ရေခုန်တန်းလေးဘယ်သူသိမလဲဆိုရဲ့တိတချင်းလေးသိဆဲလို့ထားတဲ့ရေခုန်တန်းလေးဘယ်သူသိမလဲ ါ်မှာ roll တဲ့သေးတဲ့ချင်းလေးပေါ့မှားရဲ့ဟုတ်ဆောက်ကြတော့မှပဲအဲဟောပုံကတော့ happy ending တွေကပါသွားတယ်ပေါ့ ဟုတ်ကိုသားကြီးကအခုကကြားတာကိုကြီးအသက်60တိခေါ်မယ်လို့ကြားပါရတယ်။အဲဒါကြောင့်ကိုကြီးဖိုးကြီးဖြစ်တဲ့အထိအများကြီးခေါ်နိုင်ပါစေ။အောင်မြင်မှုထိတ်ဆုံးမှမြဲတဲ့ဒီရှိပါစေလို့ဆုတောင်းပေးပါရတယ်။ကိုကြီးသားကြီးလည်းအခုဆိုလို့ရှိရင်သူ့သူ့ family တွေကလည်းချစ်ဖို့ကောင်းတယ်။အဲသူတို့ပေါ့နော်သားသမီးလေးတွေနဲ့ရောပြီးလို့ရှိရင်လည်းအဲသူကပေါ့နော်အမျိုးသမီးကလည်းမမပြောသလိုပြုစုရရကောင်းတော့အခုက campaign အနေနဲ့ပြန်ဝင်လာတာပေါ့နော်။ campaign အနေနဲ့ပြန်ဝင်လာတဲ့အချိန်မှာလည်းအကိုကြီးကလုံးဝကိုအဲဟို body ကလည်းအစအကုန်လုံးပြောင်းလဲသွားရတယ်။ music ကအစလုံးဝကိုအခုဆို ရှိရင်ပြန်ပြီးတော့ပြောင်းလဲပြီးတော့ပေါ့နော်ဒီအရင်တော့ကသူကြော်ကြားခဲ့တဲ့တည်သချင်းလေးတွေကိုပြန်ပြီးတော့ version အစ်စ်နဲ့ပြန်လုပ်ထားတာလေးပေါ့အရင်သားထောင်လို့ကောင်းတယ်မမမိုင်လေးရဲ့အမှတ်တရအနေနဲ့ကမိုင်လေးရဲ့ happy ending ဆိုတဲ့တချင်းလေးပေါ့နော်မိုင်လေးရဲ့မင်္ဂလာပွဲမှာအဲ့ဒီရှင်လျာဝယ်ထားတာကြာ2015ကတော့စူတီဆေးအဗန်ထဲမှာထည့်ဖို့အဲ့ဒါကိုထည့်ဖို့မိုင်လေးကနေပြီးတော့အခုမင်္ဂလာဆောင်ကြတော့မှပဲအဲ့ဟောကောင်က happy ending လေးကပါသွားတယ်ပေါ့နော်ပါသွားဆိုတော့ဒါအမ ရသေးပေါ့ဒီသချင်းကထွက်တဲ့အချိန်ထွက်ချိန်တိုင်းရင်ထွက်တယ်ဆိုတာဒီမင်္ဂလာပွဲမှာမှထွက်လိုက်ရမယ်ဒီသချင်းလေးဖြစ်မဲ့မှန်းလို့ပေါ့နော်အဲ့ဒီအချိန်မှပဲထွက်ဖြစ်မိသွားရရန်အောင်ကိုကောင်းတယ်နော်ဝယ်ထားတာ2015တုန်းကကိုကြီးမျိုးကျော်နဲ့သူသိစိတ်အဘန်တော့ကိုကြီးလုတ်ပေးတဲ့အချိန်တုန်းကဒီ happy ending လို့ဆိုလို့ပဲအကြောင်းမျိုးမျိုးကြောင့်ပေါ့နော်ဟိုသချင်းလေးကအဲ့ဒီမှာ14ပုတ်လောက်ဖြစ်သွားတယ်ဆိုတော့မထဲဖြစ်လိုက်ပြန်ဥထားတာဥထားပြီးတော့တကယ်ကိုမင်္ဂလာပွဲကြမဟုတ်ပါပဲနော်တကယ်ရေဆက်ပေါ့နော်ကိုကြီးသားကြီးရဲ့ဒီသချင်းလေးနဲ့ပေါ့သိမ့်ဆဲလို့ထားတဲ့ရေခုံတဲ့ န်လေးဘယ်သူသိမလဲဆိုရင်သိတဲ့ချင်းလေးအာကိုကြီးတာကြီးရေးတာလေးအမတရားနေနဲ့အဲ့တမှာပဲဆိုဖြစ်သွားတယ်ပေါ့အမျိုးသားကိုပေါ့စင်ပေါ်မှာရိုးတဲ့သိတဲ့ချင်းလေးပေါ့မမရဲ့ဟောဘယ်သူလဲကိုကြီးတာကြီးလားရိုးရင်ရိုးမှာပေါ့ပြောလို့မရဘူး online ပေါ့မတင်တာပဲဖြစ်မယ်နော်မောင်လေးနော်ရိုးမှာပေါ့အမျိုးသမီးကိုရဲချင်မှာပေါ့ ကိုကြီးနဲ့ online မှာပဲဆုံးဖြစ်တယ်ကိုကြီးနဲ့ကအရင်တော့ဆိုရင်အာ show ပွဲတွေမှာဆုံးဖြစ်တယ်ပေါ့နော်ဟုတ်ဆုံးဖြစ်တာတော့ဒီနောက်ကျပြီးနောက်ပိုင်းတော့တိတ်မဆုံးဖြစ်တော့ကိုကြီးနဲ့အခုကျတော့အာပွဲတွေမှာတော့ပွဲတချို့တွေမှာတော့ဆုံးတယ်ဒီလိုမျိုးကိုအာဒါကတော့မမရဲ့ စနီးမောင်းတဲ့အကြောင်းမှာပဲစနီးမောင်းနေပဲဖြစ်ဖြစ်ပေါ့နော်။အဲသူအပြန်လှန်တော့သူကပြေးမှပြီးဆိုက်ကြတာစနီးမောင်းတဲ့အတိုင်းပဲပေါ့နော်။ဟုတ်ပါရဲ့။အဲ့ဒါလေးကတော့ဘာပဲဖြစ်ဖြစ်ချစ်ချင်းမြတ်တာလေးပေါ့။အဲ့မမကကြတော့ဘာလဲဆိုတော့မိုင်လေးတဲ့ဘာလဲမလို့ပြောရလဲအဲ့မပြောရရဲကြီးရတယ်။ဘယ်တော့အိမ်တော်ပြုတ်မှလဲတဲ့အဲ့လိုမေးတာ။ဘယ်တော့အိမ်တော်ပြုတ်မှလဲဆိုတော့ရှင်းဆိုရော့ဖြစ်သားအဲ့မမချစ်ဖို့ကောင်းတယ်။ မိုင်လေးဖေတော့အိမ်အောင်ပြုမှလည်းပြိုကြီးပဲလာတယ်ဆိုအဲ့မှာပဲအဲ့မမကိုဆက်ပြီးတော့နှောက်လိုက်တော့တာပဲသူသူနှောက်တဲ့အတိုင်းကိုလည်းဆက်နှောက်သူကနှောက်တာကိုတကယ်အတီထင်နေရအတီအတီမင်းနေရနောက်ဆုံးမှပဲသူသဘောပေါက်သွားတယ်ဟာလေလာနှောက်နေရထင်တယ်တဲ့ဒီဒီညီမလေးမမကိုလာနှောက်နေရထင်တယ်ဆိုပြီးတော့